မင်္ဂလာပါရှင်2025ခုနှစ်မေလ10ရက်နေ့ရက်ပြင်သတင်းလေးကိုတင်ဆက်ပေးပါမယ်။ကျွန်မကတော့မမူပါရှင်။တရုတ်စီမံကိန်းနဲ့ဝန်ထမ်းတွေကိုတက်ဆန်းသမျှကောက်ဝယ်မယ်လို့စစ်ရှုံးပါစီကောင်ဆောင်မြောက်လိုင်းကပြောလာပါတယ်။ထိုင်းမြန်မာနယ်စပ်ကစစ်ကောင်စီခမရ24တပ်ရင်းရဲ့တန်လင်းစခန်းကို KNL ဘူပေါင်းတပ်ဖွဲ့တွေကအပြင်းထန်ထိုးစစ်ဆင်ကတခေါ်ပြီးခွေးစခန်းကိုသိမ်းပိုက်ပြီးတော့စစ်တပ်စခန်းကိုတောက်လျှောက်တိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။ ရိုင်းမြို့နယ်ကနီးရွာမှာလူစောကြီးတုံမိသားစုနဲ့အတူအလင်းဝင်လာပြီးကနီးရွာလူစောကြီးကောင်းဆောင်ကမိမပြိုလေးတွေကိုလက်နက်ဖြင့်ချိန်ချောက်တောင်းမရပြုကျင့်နေမှုကိုတို့ပေါ်ပြောဆိုလာပါတယ်။အပြည့်ရစစ်တပ်က TNL နယ်မြေကိုပုံကျဲတိုက်ခိုက်တာလေးဦးသေဆုံးခဲ့ပါတယ်။ချောင်းမြို့နယ်တုံးမလာကြီးရွာကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲစစ်ကောင်စီကစစ်တပ်နေသည့်ဖြင့်ပြစ်ခတ်ပုံကျဲမှုမှာကလေးငယ်အကြောင်းအပါအဝင်ပြည်သူ၃ဦးသေဆုံးခဲ့ရပါတယ်။ မန္တလေးမှာမလင်ခြံတဲ့အဆောက်အအုံတွေကိုအမြင်ပြင့်နေစွာကာယံခြာယံပြုပြင်မယ်ဆိုရင်ခွင့်ပြုချက်ယူရတဲ့စောက်လို့စေအဆောက်အအုံတွေအလုံးရက်ဆိုင်ခြာယံစစ်ကောင်စီကအမိန့်ထုတ်ပါတယ်။ဒီသတင်းတွေနဲ့တူဒီကနေ့ညပိုင်းရဲ့ထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ပြမစောသတင်းဘုတ်ဒီနဲ့နနိုင်ကံကုံသွေးရေးစွမ်းအင်စတဲ့ခဏပူပေါင်းဆောင်ရွက်မှုတွေကိုကျူးပါဆောင်ရွက်လျက်ရှိပြီးမြန်မာနိုင်ငံမှာရှိတဲ့တရုတ်စီမံကိန်းတွေနဲ့ဝန်ထမ်းတွေရဲ့ ုံမှုတွေကိုတက်ဆွမ်းသမျှအာမခံပေးသောမည်ဖြစ်ကြောင်းစစ်ကောင်းဆောင်မင်းအောင်လိုင်ကပြောကြားလိုက်ပါတယ်။တရုတ်မြန်မာနိုင်ငံကမဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုကိုနှက်ဆိုင်စွာဆောင်ရွက်၍တရုတ်မြန်မာစီးပွားရေးဇင်းချံရဲ့အရေးကြီးတဲ့အစီအမံကိန်းတွေတည်ဆောက်မှုကိုအဆက်မပြတ်တွန်းအားပေးလှုပ်ဆောင်ရမြန်မာနိုင်ငံအနေနဲ့တရုတ်ဝန်ထမ်းအဖွဲ့အစည်းစီမံကိန်းတွေရဲ့ဘေးကင်းလုံခြုံမှုတေချာအာမခံပေးရန် ။ online လောင်းစားနဲ့လိမ်လည်မှုစတဲ့ laser ဖြစ်ကြောင်းပြင်မှုကျူးလွန်မှုတွေကိုတုံ့ပြန်တိုက်ခိုက်ရန်တမရအရှိကြီးခင်ရဲ့တိုက်တွန်းချက်ကိုစစ်ကောင်စာမရောင်းလိုက်ကပြန်လည်ဖြေကြားလိုက်ပါတယ်။တရုတ်ရဲ့စီမံကိန်းများရှိရာရခိုင်ပြည်နယ်ကြောင်းဖြူမြို့နယ်အတွင်းအာရမတ်တော်အေအေနဲ့စစ်ကောင်စီအကြားစီရင်တင်းပါပြီးတိုက်ပွဲများပြင်းထန်နေချိန်မှာတရုတ်လုံခြုံရေးကုမ္ပဏီဝန်ထမ်းတွေကိုကြောက်ဖြူကိုပို့ဆောင်ထားတာလည်းဖြစ်ပါတယ်။ စကိုင်းတိုင်းတီချိုင်းမြို့နယ်မှာရှိတဲ့တရုတ်ရင်းနှီးမြုပ်နှံမှုစီမံကိန်းဖြစ်တဲ့တကောင်နီကယ်ဆက်ရုံနဲ့မန္တလေးတိုင်းမထယာမြို့မှာရှိတဲ့တရုတ်ဖက်စစ်အယ်ဘတ်ဘီလက်နေဆက်ရုံကိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေကတိုက်ခိုက်သိမ်းပိုက်ထားတာလည်းဖြစ်ပါရဲ့ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကရင်ပြည်နယ်ထိုင်းမြန်မာနယ်စပ် KNU ဂျမ်ဟာခုံနယ်မြေအတွင်းမှာရှိတဲ့ စစ်ကောင်စီခမရ24တရင်ရဲ့တန်လက်စကောင်ကို KNL နဲ့ပူးပေါင်းကြမ်းပွဲတွေကအပြင်းထန်ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း KNU တတိယရင်းတွေကပြောပါတယ်တနေ့ကအစောပိုင်းကစတင်ကထိုင်းမြန်မာနယ်စပ် KNU တပ်မဟာကွန်ရက်ရဲ့အတွင်းမှာရှိတဲ့စစ်ကောင်စီရဲ့ခပိုင်ရ24တရင်တန်လက်စစ်စခန်းကို KNL ဘူးပေါင်းတပ်တွေက drone နဲ့ပုံကျဲခြင်း80ကျင်းမှမှလက်လက်ကြီးတွေနဲ့တိုက်ခတ်ခြင်းအပါအဝင်အပြင်းထန်ဒုစစ်ဆင်နေတယ်လို့ဆိုပါတယ်စစ်တပ်ကလည်းစခန်းမ င်ရေးအတွက်တိုက်လေရင်ဖြစ်ပုံကျဲခုခံတိုက်ခိုက်နေကြောင်းမနေ့ကစစ်ကောင်စီရဲ့တခုံပြီးခွေစကောင်ကိုတိမ့်ပန့်ပြဲနောက်မှာယနေ့စစ်ကောင်စီရဲ့တန်လက်စကောင်ကိုထွန်းစစ်ဆင်နေခြင်းဖြစ်ကြောင်းလည်းသိရပါတယ်။မနေ့ကစစ်တပ်ရဲ့တခုံပြီးခွေစကောင်ကိုတိမ့်နေဒီနေ့မနက်မှာမနေ့ကတိမ့်နေစကောင်ရဲ့အရှိတ်ဘတ်နော်တရာတိုင်ချားမှာရှိတဲ့တန်လက်စကောင်ကိုထပ်ပြီးတော့စက်တိုက်တာပေါ့စစ်ကောင်စီတပ်ကတိုက်ရင်ရစ်ကူခေါ်တော့ဘုံလာကျဲတယ် ိုဘက်က drone နေနဲ့ခြာရင်လက်လက်ကြီးအလုံးတွေပြစ်ချက်နေတယ်လို့ရှီတန်ရောက် KNL ပူပေါင်းတည်ရေးကပြောပါတယ်။ KNL ပူပေါင်းချက်တွေကထုစစ်ဆင်နေတဲ့အဲ့ဒီစခန်းကထိုင်းနိုင်ငံတိဆောင်ရန်မြို့နယ်အပိုင်းမဲလာတေးရွာဘက်နဲ့နှိကပ်နေတဲ့အတွက်ထိုင်းစစ်တပ်ကနေဆက်တောင်းရင်မြစ်ကူခိတ်တွေကိုပိတ်ထားပြီးစောက်ကြည့်ကင်းလဲနေကြောင်းသိရပါတယ်။ ထိုင်းစစ်တပ်ကနိုင်ချာတခါတိတ်ကားရင်တန်းတွေအသွားပြန်ပြင်ပတ်နေတယ်။မန္တလေးတခြားမှာလည်းဂိတ်တွေချစစ်နေတယ်။တောင်ရင်မြစ်ကကံဘူးဂိတ်တွေလည်းအကုန်ပိတ်ချထားတယ်။ထိုင်းနရဆန်ဘူဟာမှုကိုတိုင်းမြန်မာတိုက်ပွဲကိုစောင့်ကြည့်နေတယ်။လက်လက်ကြီးလေရင်အစုံတိုက်နေတာဆိုတော့ထိုင်းဖက်ကြည်ကြမှာနဲ့စက္ကဆစစ်တာပြည်ချက်မှာကိုစောင့်ကြည့်နေတဲ့ပုံရတယ်လို့ထိုင်းမြန်မာနယ်စပ်မှာစစ်ရေးတရင်းမြစ်တို့ကပြောပါတယ်။ KNU ကထိုင်းပြည်မှာနေဆက် KNU ချက်ဖောင်ခုနေပြည်အပိုင်းမှာရှိတဲ့စစ်ကောင်စီစခန်းတွေအားလုံးကိုစက်တက်ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ဖြစ်ညရီမြို့နယ်အတွင်းမှာရှိတဲ့စစ်ကောင်စီရဲ့မော်ဘိုကီစခန်းကျော်ကီထစခန်းနော်ဒီယာစခန်းဝမ်ခါတစ်စခန်းများတွေလည်းတိုက်ပွဲတွေကူးဆက်လာနိုင်ကြောင်းသိရပါတယ်ရှင်ဆက်လက်ပြီးမကွေးတိုင်းနိုင်မြို့နယ်ကနီးရွာမှာပြစော့ ထွက်ပြေးလာတာအလင်းဝင်ခဲ့ပြီးပြူစောချင်းခေါင်းဆောင်ကမိမပြိုလေးတွေကိုလက်လက်ချင်းချင်းချောက်ကတာမယံပြူချင်းနေမှုကိုအလင်းဝင်လာတဲ့ပြူစောချင်းတွေကထုတ်ပေါ်ပြောဆိုကြောင်းပခုတ်ကူခရိုင်အမှတ်15တရေမှာတာဝန်ရှိသူကပြောပါတယ်မေလ9ရက်နေ့ညညွနဲ့ကမီးပြူရွာမှာထွက်ပြေးလာပြီးအလင်းဝင်လို့ကြောင့်ဒေတာကာကွယ်ရေးအဖွဲ့ပကဖရဲ့အကြောင်းကြားလာမှုအရတွားရောက်ခေါ်ယူဆောက်ရှောက်ပေးခဲ့တာစစ်စေးမင်းညာစင်မှာကမီးရွာပြူစောချင်းခေါင်းဆောင်က ကျေးရွာလေးမိမပြိုလေးတွေကိုလက်လက်အားကိုဖြင့်ချိတ်ချောက်အနိုင်ကျင့်ကတားမြစ်ပြုကျင့်နေတယ်လို့ဝေခံသက်ဆိုခဲ့ကြောင်းသိရပါတယ်။ပြူစောတီခေါဆောင်ကရွာထဲမှာရှိတဲ့မိမပြိုလေးတွေကိုမယံခဲ့အဖြစ်အတင်းကျန်လုပ်နေတာသိရတယ်။အရင်တော့တော့မင်းမကြည့်ခဲ့မိဘူး။တချို့ဆိုရင်တော့ဗိုက်ကြီးရာတွေရှိတယ်။အဲ့ဒါမနစ်ကစကျွန်တော်တို့တည့်ရဲ့အကြောင်းအရာပါလို့ပခုတ်ကူခရိုင်အမတ်ဆက်မှာတည့်ရင်မှာတာဝန်ရှိသူတို့ကပြောပါရတယ်။ အလေးခွင့်ရောက်လာသူတွေမှာအသက်30ကျော်အရွယ်ပြူစောကြီး2ဦးနဲ့အသက်20ကျော်အရွယ်ပြူစောကြီး2ဦးကိုဖြစ်ပြီးကလေး3ယောက်လည်းပါဝင်ကြောင်းသိရပါတယ်။အဲဒီကလေးပြူစောကြီးစခန်းကိုပြည်သူ့ကော်မတီတပ်ဖွဲ့တွေကပိတ်ဆို့ထားရမှာစားလေးခါပြက်လက်နေမှုများရှိပြီးစစ်တပ်လက်အောက်ခံပြူစောကြီးတွေရဲ့ညံမနှိမ့်ဆက်မှုကိုမခံနိုင်တဲ့ဖြစ်မကြမ်းမလတ်ထုတ်ပြလာသူတွေရှိကြောင်းလည်းသိရပါရဲ့ရှင်။ ောက်ဆက်တရင်ဘုတ်ဒီနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းပလောင်တားအမျိုးသားလူမျိုးရေးကျောင်းတော် TNN တွေတိုက်ခိုက်သိမ်းပိုက်ထားတဲ့နောင်ချုံမြို့နယ်အတွင်းမှာရှိတဲ့တရက်ချို၊နောင်လင်း၊ရာပြင်း၊အုံမတီတောင်လာကြီးရွာတို့ကိုစစ်တပ်ကမေလ9ရက်နေ့မှာ drone လက်လက်ကြီးဖြင့်တိုက်ခိုက်ခဲ့ကြောင်း TNN တွေကအတင်းချုပ်ပြန်ချပါတယ်။စစ်ကောင်စီကမေလ6ရက်နေ့မှာ32ရက်နေ့အထိအပြစ်ခတ်ရက်စဲရေးတပ်တန်းထိုးသားတော်လဲတအမ်းပြည်အတွင်း မြေပြင်ထိုးစစ်ဆင်ကျဲလန်နဂျီပြခတ်ခြင်း drone ဒေကြောင်းတိုက်ခတ်ခြင်းတွေကိုနှစ်စဉ်ပြုလုပ်လျက်ရှိရာမေလ9ရက်နေ့နနက်6:20မိနစ်ခန့်မှာ TNL ရဲ့တပ်တွေရှိရာတရက်ချိုရွာအနီးကိုစစ်ကြောင်းထိုးလာတဲ့ဖြစ်တိုက်ပွဲဖြစ်ပွားခဲ့ပြီးနေ့လယ်7:20မိနစ်ခန့်မှာစစ်ကောင်စီရဲ့အမတ်900နှစ်မှာ drone ဖြင့်ပုံသီးငါလုံးလက်နက်ကြီးဖြင့်စေချိန်ပစ်ခတ်ခဲ့ကြ တရက်ချိုရွာမှာမင်္ဂလာဆောင်အမိကျရောက်ပောက်ွယ်ခဲ့တဲ့ဖြစ်ကလေးငယ်တို့အပါအဝင်၄ဦးတည်ဆောက်ခဲ့ပြီး9ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းလည်းသိရပါတယ်။ဒါပြင်နနက်9နာရီမိနစ်20ခါမှာရာပြင်ကြီးရွာကိုအမတ်ကြ900ရက်မှ drone ဖြင့်ဘုံနှလုံးအပြင်အစိမ့်ဝေဘုံ17ကျိတ်၊နောင်မင်းကြီးရွာကို drone ဖြင့်ဘုံ10လုံး၊လက်နက်ကြီး9ကျိတ်၊တဲခေါ်ရွာအထိုင်မှာအုံမတီးကြီးရွာကို drone ဖြစ်ဘုံကိုလုံးနဲ့အစိမ့်ဝေဘုံ၄လုံး TNL တက်များရှိရာတောင်လကြီးရွာကိုလက်လက်ကြီးဖြစ်၁၈ကျင်းအစိမ့်ဝေဘုံဖြစ်၆ကျင်းတိခတ်တိုက်ခိုက်ခဲ့တယ်လို့ TNL ကပြောပါတယ်ရှင်ဆလဘီစခိုင်းတိုင်းချောင်းမြို့နယ်တုံးပံလာကျေးရွာကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲစစ်တပ်ကစစ်တပ်လေတီနဲ့တိခတ်ပုံရဲခရာကလေးငယ်တို့အပေါင်းအဝင်ပြည်သူ၃ဦးသေဆုံးခဲ့ကြောင်းတုံးပံလာကျေးရွာမှာပြည်သူတချို့ကပြောပါတယ် ယနေ့မေလ10ရက်နေ့နံနက်ပိုင်းမှာ6ဦးမြို့နယ်၃ဘန်လာတရော့ကိုစစ်တပ်ကစစ်တပ်လေဒီနဲ့ပုံကျဲပစ်ခတ်ခဲ့တာလို့ဆိုပါရယ်။ပုံကျဲပစ်ခတ်ချိန်မှာတိုက်ပွဲဖြစ်ပါခြင်းမရှိဘဲပြည်သူများပုံမှန်တိုင်းနေထိုင်ကြွားလာလှုပ်ရှားနေစဉ်ပုံကျဲပစ်ခတ်ခံရခြင်းဖြစ်ကအဲ့လိုပုံကျဲမှုကြောင့်ကလေးငယ်တအူအပါအဝင်ပြည်သူ၃ဦးနေရာမှာပဲကွဲချင်းပြီးတိစုံခဲ့ကြောင်းသိရပါရယ်။တိုက်ပွဲလည်းမရှိပါဘူး။အဲ့ဒါကိုဒီတိုင်းပုံလာသေးတာပါပါရာမိုတာနဲ့တိစုံသွားတဲ့ကလေးငယ်က ဆယ်နှစ်ဒေသကြောင်သားတွေပါအဲ့ဒီကလေးအပါဝင်တည်ဆုံးတာကပြည်သူ၃ဦးဖြစ်ပါတယ်။နောက်ပြီးပြည်သူ၂ဦးလည်းတန်ရာရရှိပါတယ်လို့ဒေသပြည်သူကပြောပါတယ်ရှင်။အကြံဖက်စစ်ကောင်စီတပ်ကမေလ6ရက်နေ့မှာမေလ31ရက်နေ့အထိယာယီအဖြစ်ခတ်ရက်ဆယ်ရေးလို့ကြေညာထားပေမဲ့လက်တွေ့မှာမူစစ်တပ်ကဒေသတိုက်ခတ်ခြင်း drone နဲ့ပုံကျဲခြင်းစစ်ကြောင်းထူးခြင်းတွေကိုတနိုင်ငံလုံးအတိုင်းအတာဖြစ်စစ်တိုက်လုပ်ဆောင်ရရှိကြောင်းတော်လိုင်းရေးတပ်ဖွဲ့တွေကထုတ်ပြန်ထားပါတယ်ရှင်။ ။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့မန္တလေးမှာငလေးချန်တဲ့အဆောက်အုံတွေကိုအမြင်ပြည့်နေစွာပါရန်ချာရန်ပြုပြင်မယ်ဆိုရင်ခွင့်ပြုချက်ယူရနဲ့စောက်လို့စဲအဆောက်အုံတွေအလုံးချက်ဆိုင်ထားရန်စစ်ကောင်စီကအမိန့်ထုတ်ထားကြောင်းမန္တလေးမြို့ကပြည်သူတို့ကပြောပါတယ်။အကြံဖက်စကောင်စီကမန္တလေးမြို့မှာရှိတဲ့မလင်ချန်တဲ့အဆောက်အုံတွေကိုဖြိုချဖျက်ဆီးပြီးဒါမှမဟုတ်သူပြားများပိုင်ရန်ချင်းများအပါအဝင် အမြင်တည်တယ်လောထားရှိရေးစာရွက်ထိုင်ရန်တတိပေးစာတွေကိုမန္တလေးစီပင်ကအိမ်ပိုင်ရှင်တွေကိုလိုက်လံဝင်ကားနေပြီးတတိပေးမှုတွေကိုမန္တလေးစီပင်ကလူမှုကွန်ရက် Facebook မှာလည်းတတိပေးချက်တွေကိုထုတ်ပြန်ကြေညာလာပါတယ်။ကိုရောအိမ်ပြုလို့နေစရာနေရာမရှိအောင်ဘယ်လိုအမြင်တည်တယ်အောင်ထားမလဲ။သူပြန်ဘီလက်မြေအိမ်ဆောင်ပစ္စည်းတွေအကုန်လုံးကဈေးတွေက၃ဆ၄ဆပါဇက်တွေရှိတဲ့ဈေးနဲ့ရောင်းနေတာဘယ်လိုကြရမလဲ။ဒုက္ခရောက်နေပါရဲ့ဆိုမှ ်အမြင်ကြည့်နေအောင်ဘယ်လိုလုပ်နိုင်လဲလို့မန္တလေးမြို့မှာငလင်ကျောက်တိတ်ဆောင်းသွားတဲ့အထက်မြင့်တိုက်တာတစ်ခုရဲ့မြေပါရှိတူကပြောပါတယ်။ဒါပြင်မန္တလေးစီရင်ကမလင်တန်တဲ့အဆောက်အုံတွေမှာအပြရောင်၊ငိမ်မော်ရောင်၊အနီရောင်အစင်းဆိုပြီးကွင်းစင်းစစ်ဆေးကခွဲခြားပေးရရှိပြီးအဲ့ဒီအဆောက်အုံပြင်ဆင်မှုအတွက်လိုင်စင်ရအင်ဂျင်နီယာရဲ့ထောက်ခံချက်နဲ့မန္တလေးစီရင်ကိုလျှောက်ထားရမှာဖြစ်ကြောင်းစစ်ကောင်စီကတရားဝင်ကြေညာထားပါတယ်။ အလားတူပဲမန္တလေးချုံမြို့နယ်အတွင်းမှာဆောက်လုပ်ဆဲအဆောက်အုံတွေကိုလည်းတည်ဆိုင်ထားရမှာဖြစ်ပြီးဆောက်လုပ်ဆဲအဆောက်အုံတွေရဲ့ပင်မတိုင်များပြည့်စုံရှိမရှိကိုစစ်ကောင်စီရဲ့စစ်စေးရေးအဖွဲ့ကစစ်ဆေးပြီးမှသာဆက်လက်ဆောက်လုပ်ခွင့်ပေးမပေးဆုံးဖြတ်မည်ဖြစ်ကြောင်းစစ်ကောင်စီကဆက်လက်ကြေညာထားပါတယ်။စစ်ကောင်စီကမနေတဲ့အပြည်သူတွေကိုကူညီခြင်းမရှိဘဲအမိတ်အမျိုးမျိုးထုတ်နေတဲ့အပြင်တိုက်စောင်းနေတဲ့အနေရရှိအဆောက်အအုံတွေကိုဖြိုချဖျက်ဆီးရန် ရှောက်ထောင်မှုကိုလည်းအ ਨੇ စုံတုံးလန့်ကြမယ်လို့စောက်ဆိုင်ခိုင်ကြောင့်ငွေကြေးပေးသူတွေကိုဦးစားပေးဖြိုဖျက်ပေးနေကြောင်းမန္တလေးပြည်သူတွေကပြောပါတယ်ရှင်။ဒီကနေ့ညနေရဲ့နောက်ဆုံးရသတင်းလေးကိုတင်ဆက်ပေးခဲ့တာပါ။ပြည်သူအားလုံးကိုစိတ်နှပြကျန်းမာချမ်းသာပြီးဆရာနာရှင်စနစ်ဆိုလောက်အောက်ပါရေးအမြန်ဆုံးလွတ်မြောက်ကြပါလိမ့်ရှင်။